အားလုံးပဲမင်္ဂလာပါရှင်ကြာဒီတစ်ခေါက်ကတော့ဂျပန်နိုင်ငံကိုအလုပ်သွားပြီးလုပ်ချင်တဲ့သူတွေအတွက်တကူတဲဗီဇာနဲ့သွားတင်လား training visa နဲ့သွားတင်လားတကူတဲဗီဇာနဲ့ training visa တွေကဘာကွာလဲဆိုတဲ့ဟာလေးကိုကြာနားလည်သလောက်လေးရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကကြတော့ agency ကြီးပေါ့နော် agency ကြီးမှာကကြတော့ training visa မှာကဒေါ်လာ2800ပေးရပါတယ်တခုတည်း visa မှာကကြတော့ဒေါ်လာ1500ပဲပေးရပါတယ်ဒါပေမဲ့လို့အဲဟိုပါပေါ့နော် training visa မှာကကြတော့သူက လုံတင်လုံတမဗီဇာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ရှင်တွေဘက်ကနေပြီးတော့ကြတော့နေထိုင်မှုကိုတဝက်ထောက်ပံ့ပေးတာမျိုးတွေပြီးလို့ရှိရင်ဒီလေရင်လက်မှတ်ခါစီစဉ်ပေးတာမျိုးတွေပေါ့နော်ဒါမျိုးတွေအဲလုပ်ပေးပါတယ်ဒါပေမဲ့တုတ်ခုတဲ့ဗီဇာမှာကကြတော့အဲ့ဒီဟာတွေကကိုယ့်ဘက်ကနေပြီးတော့စိုက်ထုတ်ရမှာဖြစ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ်တည်းဒီနှစ်ခုမှာကအဲဒီကုံချစင်းရဲ့အရာကြည့်မယ်ဆိုလို့ရှိရင်တော့အများကြီးမကွာပါဘူးကုံနဲ့ပပနာကအတူတူလောက်ပဲဖြစ်ပါတယ်ဒုတိယတစ်ခုကကျတော့ခန်းစား권ပေါ့နော်ခန်းစား권မှာကကျတော့ training visa သမားတွေကကျတော့တလကိုဘယ်နှနာရီအလုံးလုံးရမယ်ဆိုတော့တတ်မှတ်ချက်ရှိရပေါ့နော်အဲ့ဒီအလုံးလုံးရမယ်နာရီကြားတဲ့ကိုဝင်အောင်လုပ်ပေးရတာဖြစ်ပါတယ်အဲ့ဒီမှာကကျတော့စနေတနေ့ခုနေဆိုတဲ့ဟာမျိုးမရှိဘူးပြီးလို့ရှိရင်အစိုးရရုံးပေးရဆိုတော့ဒီလိုမျိုးခန်းစား권တွေကဘာမှမရပါဘူးဒီနာရီတွေကိုဝင်အောင်ပဲလုပ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့တော့ တဲ့ဗီဇာမှာကကြတော့အဲကျတို့ဒီစနေတနေ့ခွင်တွေတချို့အလုပ်တွေမှာဆိုလို့ရှိရင်စနေကတော့မပေးဘူးပေါ့နော်တနေ့ခွင်တွေအလုပ်ဆင်းပေးရဆိုလို့ရှိရင်ကိုယ့်ရဲ့လောက်ခလာစာ plus ဘယ်လောက်ထပ်ပေါင်းပေးရဆိုတဲ့ဟာမျိုးတွေရှိပါတယ်အဲ့လိုမျိုးရှိတဲ့အလုပ်မျိုးဆိုလို့ရှိရင်အဲ့အခွင့်အရေးကိုပါရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အစိုးရရုံးပေးရဒီလဲရပါတယ်အစိုးရရုံးပေးရမှာကိုကအလုပ်ဆင်းပေးမယ်ဆိုလို့ရှိရင်ဒီအလုပ်ဘက်ကနေပြီးတော့ကြတော့ကိုကိုပုံမှန်လောက်ခလာစာရဲ့ plus ဘလောက်ဆိုပြီးတော့ထပ်တိုးပေးတာမျိုးတွေလည်းရှိပါတယ်။တချို့လုပ်တွေဆိုလို့ရှိရင်နေ့လယ်စာကြွေးတာမျိုးတွေအဲ့လိုပေါ့နော်။တခုခုကြွေးတာမျိုးတွေပါရှိတတ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ဟာနောက်တစ်ခုကကြပါလုံးဆိုတော့ကြတော့ bonus ပေါ့နော်အဲ bonus ကကြတော့အပေါ်မှာနှစ်ခါလောက်ရှိတယ် bonus မှာကအဲ training training bonus နဲ့တခုတည်း bonus ကအာမတူဘူးပေါ့နော်တခုတည်း bonus က training bonus နဲ့နှစ်ဆလောက် ိုပါတယ်တခါလေးဆိုလို့ရှိရင်တချို့လုံးလေးဆိုလို့ရှိရင်နှစ်ဆခွဲလောက်အထိပိုပြီးတော့များတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အာဒီတခုတည်းကပေါ့နော်ပို့ပြီးတော့ bonus အနေနဲ့ဆိုရင် bonus ပိုကောင်းပါတယ်နောက်ဆုံးတစ်ခုကကြတော့အဲကျတော့အလုတ်တက်တန်းပေါ့နော်အလုတ်တက်တန်းအားဖြင့်ဆိုလို့ရှိရင် training ကကြတော့၃နှစ်စာချုပ်ချုပ်ကြမယ်၃နှစ်စာချုပ်ထဲမှာ အာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဒီတော့ဒီ training အနေနဲ့ပဲလုပ်ရမယ်ပေါ့နော်ဒါပေမဲ့တခုတည်းကကြတော့ဟိုတနှစ်တက်တမ်းပဲရှိရတနှစ်တက်တမ်းပဲရှိပြီးတော့ကြတော့ကိုကဒီအလုပ်မှာတနှစ်ပြည့်သွားပြီဆိုလို့ရှင်ကိုမကြိုက်ဘူးဆိုလို့ရှင်အခြားကောင်းတဲ့အလုပ်ကိုကြောင်းလို့ရပါတယ်တခုတည်းနဲ့သွားတင်လား training နဲ့သွားတင်လားဆိုတဲ့အပေါ်မှာကြီးကြရဲ့အဲကြီးကြရဲ့အကြံပေးချက်ပေါ့နော်အကြံပြုချက်ဖြစ်ပါတယ် training နဲ့သွားခဲ့တယ်လားတုတ်ခုတဲနဲ့သွားခဲ့တယ်လားဆိုလို့ရှိရင်ဒီကြားက training နဲ့သွားခဲ့တယ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ training မှာဘယ်လိုခံစားရလဲဆိုတဲ့ဟာလေးကိုကြာနည်းနည်းလေးရှင်းပြပေးမယ်နော် training မှာကကြတော့အဲကြာကအလုပ်အရန်လုပ်တဲ့လူတွေမှလည်းပါတယ်ဆိုတော့ချိုးချိုးဆဆလုပ်တဲ့လူတွေမှလည်းပါတယ်ပြီးလို့ရှိရင်အာဒီသူတို့စီမှာရှိတဲ့9နဲ့10နဲ့တက်တန်းရှိတဲ့လူတွေနဲ့ဒန်းလူတွေမကဘဲနဲ့အဲ့ဒီထက်တောင်ပိုပြီးလုပ်ပေးခဲ့ရတဲ့အလုပ်တွေလည်းရှိတယ်ပေါ့နော်အဲသူတို့မလုပ်နိုင်တဲ့ဟာတောင်မှပဲကိုကလုပ်နိုင်ခဲ့တယ်ဒါပေမဲ့လို့လည်း performance ဘလောက်ပဲကောင်းကောင်း training ဆိုတဲ့ဒီ training စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ performance ကိုမကြည့်ပေးကြအောင်ပေါ့နော်ဟို training ဆိုတာနဲ့မတန်းအောင်ခိုင်းနေအဲဆိုတော့ကိုကလည်းလုံနိုင်ခဲ့တယ်ပေါ့နော်လုံနိုင်တဲ့အတွက်ကြောင့်မို့လို့သူကလည်းခိုင်းတယ်ခိုင်းတဲ့အပေါ်မှာလည်းအမ်ဘာမှဘာမှထက်ပြီးတော့အပိုးဆောင်ထက်ရတာမျိုးမရှိဘူးအခွင့်အရေးထက်ရတာမျိုးမရှိဘူးတခါလေဆိုလို့ရှိရင်ဒီ bonus တွေပါတယ်ဆိုလို့ရှိရင်လည်းအာကြာက training ဖြစ်တဲ့အတွက်ကြောင့်မို့လို့ training ရဲ့ bonus နဲ့သူတို့ရဲ့ပုံမှန်ဝန်ထမ်း bonus နဲ့မတူဘူးပေါ့နော်ကိုက performance ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့အဲတစ်နှစ်ပတ်လုံးတာဘယ်လောက်ပဲစူးစမ်းခဲ့စူးစမ်းခဲ့ဟိုအဲ့လိုမျိုးခုနကပြောလို့ပေါ့အလုပ်တက်9နှစ်10နှစ်ရှိခဲ့တဲ့ကိုလောက်တောင်မလုံနိုင်တဲ့သူတွေထက်ဒီသားပုံနေတယ်အဲ့လိုမျိုးပေါ့နော်အဲတတ်မှတ်ထားတဲ့ဟာရှိတာကိုပုံနေတယ်ပုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အော်ပြီးလို့ရှိရင်တခြားသောခံစား권တွေပေါ့နော်တခြားသောခံစား권တွေလည်းဘာမှမရခဲ့ဘူး အဲ့လိုမျိုးညစ်တဲ့အလုံးရှင်နေနဲ့လည်းတွေ့ရနိုင်တယ်ပေါ့နော်အဲဒါပေမဲ့လည်းဒီစာချုပ်အရာကိုယ့်ဘက်ကဘာမှမလုပ်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့မချစ်ပေမဲ့လည်းအောက်ငါနန်းပေါ့နော်အတီးခံပြီးတော့လုပ်ခဲ့ရတယ်အဲ့လိုမျိုးအဲဒီကြလိုမျိုးပဲပေါ့နော်အဲကိုကစူးစမ်းခြင်းနဲ့လူကိုကကိုရဲ့ performance အတိုင်းကိုကအဲဒီအခွင့်အရေးရခြင်းနဲ့သူပြီးရင်ကိုကဒီအလုပ်ကိုကောင်းကောင်းမွန်မွန်အဲလုပ်ပေးသလိုမျိုးအလုပ်ကအလုပ်ဖက်ကလည်းကိုကိုတန်မိုးထားပြီးတော့ဆက်ဆံခံရခြင်း ခံကျင်နေပေါ့နော်ဆက်ဆံပေးတာမျိုးလိုချင်နေဆိုလို့ရှိရင်တော့ဒီကြရဲ့အကြံကတော့တခုတည်းနဲ့ပဲသွားပါတခုတည်းနဲ့သွားမယ်ဆိုလို့ရှိရင်ကိုကတစ်နှစ်ပဲစာချုပ်ချုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်နှစ်ပြီးရင်ကိုကအဲကိုစိုက်တဲ့နေရာပြောင်းလို့ရတယ်ကိုရဲ့ performance ကလည်းကောင်းနေတယ်ကိုရဲ့ဒီပေါ့နော်သူ့ရဲ့အလုပ်ပုံမှာပေးရဲ့ performance ကလည်းကိုမှာကောင်းနေတယ်ဆိုလို့ရှိရင်ဘယ်အလုပ်ရှင်ကမှအဲဒါသူတို့ပြန်လိုချင်တယ်သူတို့အတွက်အသုံးဝင်တယ်ဆိုလို့ရှိရင်ဘယ်အလုပ်ရှင်ကမှမလေးမဆဆက်ဆံတာမျိုးတွေမျက်နှာလွဲခဲပြစ်လောက်တာမျိုးတွေနည်းသွားမယ်ပေါ့နော်ရှိရင်လည်းရှိနိုင်မယ်ပေါ့နော်နည်းသွားမယ်ကိုကိုတန်မိုးထားပြီးဆက်ဆံ မယ်အဲရသင်ရထိုက်တဲ့အခွင့်အရေးတွေလည်းအလုံးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲရအနေနဲ့ကတော့တုတ်ကုတင်နေပဲသွားစေချင်ပါတယ်